ဒေါသရဲ့သဘောလေးတွေကိုပြောပြတာဘုရားတော်ကဒေါသရဲ့သဘောလေးတွေကိုပြောပြတာအဲ့ဒါဆက်မိနေတော့ပြောပြမယ်အဲ့ဒါအလွန်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဒီလူတွေဟာကိုယ့်ရဲ့အကျိုးစီးပွားကိုမသိနိုင်တော့ဘူးတဲ့ဒီဒေါသဆိုတာပညာမဲ့တို့ရဲ့ကျက်စားရာဖြစ်တယ်တဲ့အဲ့ဒီစကားလေးကို तू ထက်ခါထက်ခါသုံးတာကိုတွေ့ရတယ်ဘုံဘုံဆိုတော့စားတဲ့ကြည်လာနော်ကောရောဒုံမေဒဂောရှရော အမျက်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရလူမိုက်ရဲ့ကျက်စားရလူမိုက်ရဲ့စိတ်ကဘယ်မှာအနေများအောင်ဆိုတော့အလိုမကျမှုမှာပဲနေတယ်။ဘာမှသိစိတ်တိုင်းမကြချင်ဘူးနော်။စိတ်တိုင်းမကြလို့လည်းပဲဘာကောင်းကျိုးမှရှိတာလည်းမဟုတ်ဘူး။ကိုယ်စိတ်တိုင်းမကြတဲ့ကိစ္စကြီးကစိတ်တိုင်းကြသွားတာလည်းမရှိဘူး။အဲ့တော့ကအကျိုးမရှိပဲနဲ့တက်တက်သူ့ကိုယ်သူပူလောင်အောင်သူများကိုပူလောင်အောင်နော်လို့ရရောက်တဲ့အတွေ့အကြုံဒေါသဖြစ်ရတာလောက်မိုက်မဲတာမရှိဘူးဆိုတဲ့အသေးပဲကိုပေါ်ညွှန်းတာ။ ဟုတ်လားဒါကြောင့်မလို့ကောရောဒုံမေတာကောဆိုတော့အမြတ်ဒေါသဆိုတာလူမိုက်တို့ရဲ့ကျက်စားရတယ်အဲ့ဒါဒေါသဖြစ်နေပြီဆိုရင်ငါလူမိုက်စကြက်ထဲရောက်နေပြီလို့ဘုံတို့စဉ်းစားရမယ်နော်စိတ်တူပြီးဟေ့ဆိုရင်ကိုယ်ပဲစကြက်ထဲရောက်နေလူမိုက်စကြက်ထဲရောက်နေပြီဟုတ်လားဒါကိုစဉ်းစားရမယ်နော်မင်းကြီးတဲ့ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီပုံကောကောင်းမြတ်တာတွေမြင့်မြတ်တာတွေကောင်းတာတွေအကုန်လုံးကိုစွန့်နေတယ်ကြီးကျယ်တဲ့ကိုယ့်ရဲ့ကြိုးစီးပွားကိုလည်းသူလစ်လျူရှုပစ်လိုက်တယ်အဲ့မှသူမရရင်နေကွာ ကောင်းတာတွေမကောင်းခြင်းလည်းနေပါစေတော့ငါတော့ပြောထည့်လိုက်တော့မယ်လှုပ်ထည့်လိုက်တော့မယ်ဟုတ်လားနော်ကောင်းတာတွေကိုစွန့်တယ်ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလစ်လျူရှူတယ်အဲ့ဒီအမျက်ဒေါသငါတန်တမာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ငါပြင်မဲ့မထွက်စီရဟုပြီးတော့သူပါပြောတော့မီးပုတ်ခုံကနေမီးထပြီးတော့တောက်အောင်မီးပုတ်ကြတာရှိတယ်မီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးကကျန်တာတွေကိုမလောင်ခင်မှာအဲ့ဒီမီးပုတ်ခုံကိုအရင်လောင်တယ် ါဘုရားလောင်းပေးခဲ့တဲ့ဥမာလေးပဲเนาะဘုံတို့အလွန်မာတဲ့အသားနဲ့စုံကလေးလှုပ်ပြီးတော့ဟုတ်လားအဲ့ဒါကိုဒလက်လိုဟာမျိုးဟာမျိုးနဲ့ပေါ်ကနေပြီးတော့ပုတ်တာပေါ့အဲ့ဒီထဲအဲ့ဒီမှာဝါးလေးတွေဝါးလေးတွေကိုနှုတ်ညံ့နေအောင်တတ်ပြီးတော့လဲမှုလေးပါလေးတွေလည်းထည့်ပြီးတော့အတင်းပုတ်တဲ့အခါမှာမီးထွက်လာအဲ့ဒီမီးကဘယ်ဟိုရင်လောင်တော့ဆိုတော့အဲ့ဒီမီးပုတ်ခုံပဲအရင်လောက အဲ့လိုပဲစိတ်တူပြီးဒေါသဖြစ်ပြီးဆိုရင်ဟာကွာတော့ဘယ်လိုဘယ်လိုတွေလုတ်ပလိုက်မဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ရောဆိုကျုံဝါနေတော့လည်းပဲတကယ်တကယ်အဲ့ဒီဒေါသမီးကဘသူ့ကိုအရင်နှိပ်ဆက်နေတာလဲကို့ကိုအရင်နှိပ်ဆက်နေဆက်နေတာတဲ့အမှဆက်ဖို့သူဂါထာလေးနှစ်ပုတ်ပြောတယ်အဲ့ဒီဂါထာလေးနှစ်ပုတ်တော့သဘောကျလွန်းလို့ပြောလိုက်အောင်ဟုတ်လားအကိဝတိနာကထသမိန်ကောတော်ယတ္တဩဒတိနေဟယတိတတ္တယတောကာလပခေဝစန္တိမာ လူမိုက်တေတန်တမှာဖြစ်တဲ့ဒေါသဟာမျက်ချောက်တွေတိရတိရချောက်တွေတိခဲချောက်တွေတဲကြာသွားတဲ့မီးလို တခဏချင်းပဲတဟုံဟုံထလာတယ်တဲ့ဒေါသအကြီးဖြစ်လာတယ်အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဖဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုံးဆိုထပြီးတော့တောက်တယ်ဟုတ်လားမျက်ချောက်တွေတိရချောက်တွေကြာတဲ့ကြာတဲ့မီးလိုတဲ့နောက်လူမိုက်တန်တမှာဖြစ်တဲ့ဒေါသဟာကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တော့တဲ့ နိဟိယံတိတတယတောကာလပခေဝစန္ဒီမှာနော်လာစုပ်စုပ်ပခမှာထွက်တဲ့လလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးကတဖြည်းဖြည်းနဲ့ဆုပ်ယူသွားလိမ့်မယ်။အဲလူမိုက်တရဲ့သဘောကိုပြောတယ်နော်။အပညာရှိလို့ကြတယ်ဘလို့ပြောတော့။အနိန္ဒောဒုမဂေတုဝကောတော်ယတုပတမတိအပုရတိတတယတောတုကပခေဝစန္ဒီမှာလူပညာရှိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းဒေါသမဖြစ်ဘူးတော့မဟုတ်ဖြစ်တယ်။ ဒါမှဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တန်တမာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ့်သွားတယ်။ဟောဘုန်းတော်ဒီဘုန်းတော်ဒီကြွေပြားပေါ်ကိုင်းမီးကြာသွားတယ်တမန်တလင်းပေါ်မီးပွားလေးကြာသွားတယ်။လောင်စရာမရှိတော့ဘာဖြစ်သွား။ငြိမ့်သွားရော။ဟုတ်လား။လောင်စာမရှိရမှာကြာတယ်မီးလို့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာဒေါသဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တခဏချင်းပဲငြိမ့်သွားတယ်တဲ့။ ဲ့လိုတခဏချင်းငြိမ်းအောင်လုံနိုင်မယ်ဆိုလို့ရှိရင်အာပုရတိတတရရတော့ဒုက္ခပက္ခေဝဇန်နေမှာလာဇန်ပက္ခမှာထွက်တဲ့လလို့သူ့ရဲ့အချမ်းရည်ကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာပြေဝလာလိမ့်မယ်လို့လို့ပြောတာအဲ့တော့ပြောချင်တာကဘာလဲဖြစ်တော့ဖြစ်တယ်ပြိမဲ့ကိုမထွက်စေရဘူးဆိုတဲ့ခံယူချက်ဟာကိုကိုကို ကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေဘယ်မှဖြစ်စီအောင်သူကြိုးတိရွယ်6တွေတိခဲ6တွေတဲ့ကြာသွားတယ်မီးလို့တခဏချင်းပဲတဟုံဟုံထလာတယ်တဲ့ ဒေါသအကြီးဖြစ်လာတယ်အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဖဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုံးဆိုထပြီးတော့တောက်တယ်ဟုတ်လားမျက်ခြောက်တွေတေးရဲ့ခြောက်တွေကြားတဲ့ကြားတဲ့မီးလို့တဲ့နောက်လူမိုက်တန်တမဖြစ်တဲ့ဒေါသဟာကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တော့နဲ့နိဟိယံဒီတတ္တရသောကာလပက္ခေဝစန္ဒီမှာလာစုပ်ပတိရွှေ၆တိတိခဲ၆တိတဲ့ကြာသွားတဲ့မီးလို့တခဏချင်းပဲတဟုံဟုံထလာလေတဲ့ ဒေါသအကြီးဖြစ်လာတယ်အလောက်လည်းမဖြစ်သင့်ပဲနဲ့အလောက်စိတ်တူစရာလည်းမဟုတ်ဖဲနဲ့စိတ်တူစရာလေးထက်ကနေတွေးလိုက်တာနဲ့ဝုံးဆိုထပြီးတော့တောက်တယ်ဟုတ်လားညချက်တွေတေးရချက်တွေကြားတဲ့ကြားတဲ့မီးလို့တဲ့နောက်လူမိုက်တန်တမှာဖြစ်တဲ့ဒေါသကြီးထွားလွှဲတယ်အဲ့လိုဆိုရင်ဘာဖြစ်တော့နဲ့ဏိဟိယတိတတ္တရတောကာလပခေဝစန္ဒီမှာ လာစုပ်စုပ်ဘက်ခါမှာထွက်တဲ့လလို့အဲ့ဒီပုံကိုရဲ့အချမ်းရံတွေကြော်စောတွေကောင်းတာတွေအကုန်လုံးကတဖြည်းဖြည်းနဲ့ဆုပ်ယူသွားလိမ့်မယ်။အဲလူမိုက်တည်းရဲ့သဘောကိုပြောရအောင်နော်။အပညာရှိလို့ကြတယ်ဘလို့ပြောတော့အနိန္ဒောဒုမဂေတုဝကောတော်ယတုပတမတိအပုရတိတတယတောဒုက္ခပခေဝစန္ဒီမလူပညာရှိရဲ့ဉာဏ်ရှိတဲ့ပုံကိုရဲ့တန်တာမှာလဲဒေါသမဖြစ်ဘူးတော့မဟုတ်ဖြစ်တယ်။ ဒါမှဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တန်တမာဖြစ်တဲ့ဒေါသကြတော့လောင်စာမရှိတဲ့နေရာမှာကြာသွားတယ်မီးလို့တခဏချင်းပဲငြိမ့်သွားတယ်။ဟောဘုန်းတို့ဘုန်းတို့ဒီကြွေပြားပေါ်ကင်မီးကြာသွားတယ်တမန်တလင်းပေါ်မီးပွားလေးကြာသွားတယ်။လောင်စာမရှိတော့ဘာဖြစ်သွားငြိမ့်သွားရော။ဟုတ်လား။လောင်စာမရှိရမှာကြာတယ်မီးလို့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာဒေါသဖြစ်တော့ဖြစ်တယ်ဒါပေမဲ့တခဏချင်းပဲငြိမ့်သွားတယ်တဲ့။ အဲ့လိုတခဏချင်းငြိမ်းအောင်လုံနိုင်မယ်ဆိုလို့ရှိရင်အာပုရတိတတရသောတုတ်ကပက်ခေဝဇန်နေမှာလာဇန်ဘက်ခါမှာထွက်တဲ့လန့်လို့သူ့ရဲ့အချံရံတွေကြော်စိုးတွေကောင်းမြတ်တာတွေအကုန်လုံးဟာပြည့်ဝလာလိမ့်မယ်လို့လို့ပြောတာအဲ့တော့ပြောချင်တာကဘာလဲဖြစ်တော့ဖြစ်တယ်ပြိမက်ကိုမထွက်စေရဘူးဆိုတဲ့ခံယူချက်ဟာကိုကိုကို ကောင်းအောင်ထိန်းတာပေါ့နော်ပထမအဆင့်မကောင်းတဲ့စိတ်တွေဘယ်မှဖြစ်စေအောင်သူကြိုးစားမယ် ဥဒုသင်တဘာဝမလွဲသာလို့ဖြစ်လာပြီးမေးလျော်မှုကြောင့်ဖြစ်လာပြီဆိုရင်လည်းပဲတဆင့်တက်ပြီးတော့ကြီးထွားမလာအောင်ကြိုးစားတယ်ပေါ့နော်အဲ့လိုနှီးမျိုးစုံနဲ့ကိုကိုကိုကောင်းအောင်ထိန်းတာကောင်းအောင်ကြိုးစားတာကိုစိတ်ကိုကောင်းအောင်ထားတာကိုကိုကိုကောင်းအောင်ထားတာဘာလို့ခေါ်တော့အတ္တတမပဏိတိတဲ့